ျွန်တော်အနေနဲ့ပြန်လည်ပြီးတော့မြတ်ဝေရှင်ရဲ့အကြောင်းအရာလေးရှိပါတယ်အဲ့ဒါကဒီ what is the judgment of ship and ghost ဆိုတဲ့အကြောင်းပေါ့ဒီနော်အဲ့တော့တုံးနေစိတ်ခွဲခြားတဲ့အကြောင်းဘာကြောင့်မို့ဒီတုံးနေစိတ်တရားစီရင်ခြင်းအကြောင်းကိုငုပတ်တော်မှာဖော်ပြတာလေဘာကြောင့်မို့တခင်ယေရှုအာဒီအကြောင်းကိုပြောရတာလေဆိုတော့အကြောင်းအရာလေးကိုပေါ့နော်ကျွန်တော်တို့နေ့ငယ်လေးလာကြည့်ရအောင်အဲ့တော့ ဒီတိုးနေစိတ်ခွေးချားခြင်းအကြောင်းကိုကျွန်တော်တို့ပြန်မတွေ့ရတယ်ဆိုရင်မတဲခန်းချင်း25 31ကနေ30 46အထိကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒီအကြောင်းအရာတွေကသခင်ယေရှုခရစ်တော်ပြောတော်နောက်ဆုံးတော့တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ပုံဥမာများဖြစ်ပါတယ်အဲ့တော့လူသားများကိုတိုးနဲ့စိတ်နဲ့ နိုင်ရှင်ထားတယ်တွေးရတယ်အဲ့တော့တိုးတွေကိုကြတော့ညာဘက်ကိုခွဲထားတယ်စိတ်တွေကြတော့ဘေဘက်ကိုခွဲချားရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေးရတယ်ဘာကြောင့်မို့ဒါတွေတခင်ယေရှုပြောရတာလဲဆိုတဲ့အကြောင်းရှိပါတယ်အဲ့တော့ဒီအကြောင်းအရာကဘာကြောင့်လဲဆိုရင်စိတ်နှလုံးနဲ့လောက်ရများအပေါ်မှာအခြေခံတော့ဝိညာဉ်ရေးရာပိုင်းကိုအထူးသင်ခန်းစာ ပေးနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်နားလည်ရတယ်ပေါ့လေနော်။ဒါကြောင့်အဓိကအချက်အဖြစ်ဒီမှာကြည့်တဲ့အခါမှာနံပါတ်1ခွဲခြားခြင်းရဲ့အကြောင်းရင်းရှိပါတယ်။အဲ့တော့တို့အဲ့တော့ညာဘက်ကိုထားတယ်တဲ့သူတို့ကိုအဲ့တော့ထို့အခါလက်ရာတို့ဘက်နဲ့ရှိတော့သူတို့အာမင်းကြီးကငါခမေးတော်ထံကောင်းကြီးမင်္ဂလာကိုခံတော်သူတို့ကဘာဥကပင်တင်တို့အဖို့ပြင်ဆင်ထားတော့နိုင်ငံကိုလာ၍ အမွေခံကြလို့ဆိုပြီးတော့ဒီညာဘက်မှာရှိတဲ့အဖွဲ့တွေကိုဟိုဒီကောင်းကင်နိုင်ငံဝင်စားဖို့ရဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်အဲ့ဒါတိုးတွေကိုဆလိုတာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့စာစာထဲမှာရှိတဲ့အခါမှာဒီနေ့ယုံကြည်သူများကိုဟောဒီတိုးနဲ့ခံနိုင်ထားတယ်တွေ့ရပါတယ်အဲ့တော့ဒီမှာဆက်ပြီးတော့ကျွန်တော်အာဖတ်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဘာကြောင့်မို့ဒီ ိုးတွေကိုညာဘက်ကိုထားရတာလေအဲ့တော့ဒီမှာကျွန်တော်ဆက်ကြည့်တဲ့အခါမှာအကြောင်းမူကားငါဒီမွတ်တိတ်တော့အခါတင်တို့ဒီကျွေးမွေးကြ၏ငါဒီရင်ငတ်တော့အခါတင်တို့ဒီတောက်ဖို့ပေးကြ၏ငါဒီအိတ်ဒီဖြစ်တော့အခါတင်တို့ဒီအိတ်ဒီဝတ်ကိုပြုကြ၏ငါဒီအဝတ်အချင်းစီရှိတော့အခါတင်တို့ဒီအဝတ်နှင့်ဖုံးလွှမ်းကြ၏ငါဒီအနာယောဂါဆွဲတော့အခါ တင်တို့ဒီကြည့်ရှုပြုစုကြ၏ငါဒီထောင်ထဲမှနေရသောအခါတင်တို့ဒီငါထံသို့လာကြ၏ဟုမိန်တော်မူလင်ဆိုပြီးတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ယေရှုကဤလောရမြားကိုသူ့ကိုပြုစုတယ်ဆိုတဲ့အကြောင်းကိုရင်ညွှန်းပြောဆိုနေတာဖြစ်ပါတယ်အဲ့တော့ဆိုလိုတာကသခင်ယေရှုကိုတိုက်ရိုက်ကြော်လို့ကုညီမဆာခြင်းတော့မဟုတ်ပါဘူး အဲ့တော့သူနဲ့တက်ဆိုင်တဲ့သူတွေဟိုပြုစုခြင်းဟာသူ့ကိုပြုစုတာနဲ့အတူတူပဲဆိုပြီးတော့တခင်ရှုပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့ကျွန်တော်ညာဘက်ကိုသူ့အဖြစ်နဲ့ခွဲခြားခြင်းခံရတော့သူများဟာယနေ့ဒီလောကမှာအသက်ရှင်တဲ့အခါမှာဖျားပေးထားတဲ့ကောင်းခြင်းမင်္ဂလာတွေကိုယနေ့မချိအစည်းအသားတွေကိုပေးကမ်းခြင်းနော်ဒီမှာကျွန်တော်တို့ပြောတဲ့အခါမှာအဝတ်ချင်းစစ်ရှိတော်တို့ကိုအဝတ်ပေးခြင်းအဲ့ဒီ များကိုအိတ်ဒီအကန်တုများကိုယနေ့အိတ်ဒီဝုတ်ကိုပြုရှင်နေပါဝင်တယ်အနာယောဂဆရုတ်သူများကိုကုညီမဆခြင်းစေဝါကုဒပေးခြင်းပေးခြင်းတွေနော်ပြုစုခြင်းနေပါဝင်တယ်အဲ့တော့အချုပ်ထောင်တွေထဲမှာချုံနှောင်ချင်းခံရတော့သူများသူတို့ကိုကြည့်ရှုခြင်းတွေလည်းပါတယ်ဒါတွေအားလုံးကယနေ့တခင်ယေရှုကိုပြုခြင်းဖြစ်တယ်ထိုကဲ့သို့ပြုခဲ့တော့သူများကိုတခင်က အာဒီမှာဖိတ်ခေါ်ထားတာတွေ့ရတယ်သူအခါလက်ရဘက်နဲ့ရှိတော့သူတို့အာမင်းကြီးကမင်းကြီးကဆိုတာကယနေ့အဖျားတခင်နော်ငါခမီးတော်ထံကောင်းချီးမင်္ဂလာကိုခံတော်သူတို့ကပါဦးကတင်တို့အဖို့ပြင်ဆင်နေတော်နိုင်ငံကိုလာ၍အမွေခံကြလောအဲ့တော့ဒီမှာသူအခါလက်ရဘက်နဲ့ရှိတော့ ူတို့အမင်းကြီးကစိုးဒီကဆိုတဲ့နဲ့တခင်ခက်တော်ကိုရင်ယွမ်းလာလေဖြစ်ပါလေဒါကြောင့်မို့ရင်လည်းကျွန်တော်တို့ကဘုရားသခင်ပြင်ဆင်ထားနေတော့ကဘာဥက္ကပင်ပြင်ဆင်ထားနေတော့အရာတို့ဒီမှာကျွန်တော်တုံ့လုံးထားတွေးရပါလေအဲ့တော့ထုတ်ခဲ့တော့ပြုတော့သူများအားလုံးကရင်နဲ့တိုးများဖြစ်တယ်ပြုစုတော့သူများတိုးများဖြစ်တယ်ဆိုတဲ့အကြောင်းတခင်ယေရှုကိုပြုတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေးရပါလေဟုတ်ပြီဒါဆိုရင် ိတ်တည်းအကြောင်းပြန်ကြည့်ရအောင်စိတ်တည်းဟာဘေဘက်ကိုခွဲထားတယ်ထို့အခါလက်ဝဲဘက်နဲ့ရှိတော်သူတို့အားမင်းကြီးကကျင်ချင်းကိုခံရတော်သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်တော်သာဝရမိအိုင်ထေတို့ငါธรรมခွာတော်ကြလို့ဆိုပြီးတော့မင်းတော်မူတာတွေ့ရပါလေအဲ့တော့ဘေဘက်မှာရှိခွဲခြားရှင်းခံရတဲ့သူတွေကိုစိတ်လုံးတတ်မှတ်ထားပါလေဘာကြောင့်မို့သူတို့ကို ဘေဘက်ကိုခွဲထားပြီးတော့စိတ်လို့တတ်မရလေဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာအကြောင်းမူကားငါဒီမွတ်တိတ်တော့အခါတင်တို့ဒီမကြွေးငါဒီရင်ငတ်တော့အခါတင်တို့ဒီတောက်ဖို့မပေးတဲ့ငါဒီအဲ့ဒီဖြစ်တော့အခါတင်တို့ဒီအဲ့ဒီဝတ်ကိုမပြူငါဒီအဝတ်အချီစီရှိတော့အခါတင်တို့ဒီအဝတ်နဲ့မဖုံးမလွမ်းငါဒီအနာယောဂါဆွဲတော့အခါ၌၎င်းထောင်ထဲမှာနေရတော့အခါ၌၎င်းတင်တို့ဒီမကြည့်မရှု မပြုစုကြဟုမိန်တော်မူလင်အဲ့တော့ယနေ့ဘေဖက်ချာမှာခွဲထားခွဲထားရှင်းခါရတဲ့ဒီစိတ်တွေကိုဘာပြောတယ်လဲဆိုရင်သူတို့ဟာတဲ့ခုနပြောဒီတိုင်းယနေ့သူတို့မပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ယနေ့အာဘေဖက်ကိုခွဲထားရှင်းခါရတယ်ပြီးတော့သူတို့ကိုဘေကိုသွားစေတယ်ဆိုရင်ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာလက်ဝဲပနိုင်နေတော့သူတို့ အာမင်းကြီးကကြိမ်ချင်းကိုခံရတော့သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်တော့သာဝရမြင့်အိမ်ထေတုံကတမခွာသားကြလို့ဆိုပြီးတော့အဲ့တော့မူထားပါလေဒါဆိုရင်ဒီမှာကြီးတဲ့ခါမှာတိုးနဲ့စိတ်ခွဲခြားခြင်းစိတ်တွေဟာငရေထေကိုတွားချရရည်တိုးတွေဟာကောင်းကင်နိုင်ငံတွေကိုဝန်ဆားချရရည်ဒါဆိုဘာကွာခြားရလဲကျွန်တော်ဒီမှာကြီးချရအောင်အဲ့တော့တင်ငယ်ဓာအနေနဲ့နံပါတ်1ကြီးတဲ့ခါမှာ တိုးတွေတဲ့နာခံမှုရှိတယ်။ဂယုနာနဲ့ပြည့်စုံတယ်။ဖယားတခင်ရဲ့အလိုတော်ကိုလက်လျှောက်တော်သူများကိုကူစားပြုတာဖြစ်တယ်။အဲ့တော့သူတို့များအကောင်းကင်နံကိုဝင်စားရတာဖြစ်တယ်စိတ်တရားပါလေဆိုရင်ကိုချိုးစီးပွားကိုတာကြည့်ကြတယ်ဘုရားသခင်အလိုတော်ကိုလိုက်လျှောက်ခြင်းမရှိကြဘူးမိုင်မေတို့သူများဖြစ်တယ်ဆိုတဲ့အကြောင်းကိုယနေ့ကျွန်တော်တွေ့ရပါတယ်သူတို့များကိုရင်ယွန်းတာဖြစ်ပါတယ်အကြောင်းကိုယနေ့ တို့နဲ့စိတ်ခွဲခြားခြင်းရဲ့အကြောင်းရင်းအဓိကအဖြစ်ကျွန်တော်တို့ကြည့်တဲ့အခါမှာလေသူတို့ခံစားရတဲ့အရာကပါလေအကျိုးဆက်တွေကပါလေဆိုရင်တို့များဟာသာဝရအမွေကိုခံစားရပြီးတော့စိတ်များဟာသာဝရပြစ်ဒဏ်ကိုရင်ဆိုင်ကြရတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရပါလေအဲ့တော့ဒီမှာကျွန်တော်တို့ဘာတင်ခံစားရတယ်လေဆိုရင်တော့ဤပုံဥမဟာယနေ့လက်တွေ့လှုပ်ဆောင်တော့ယုံကြည်ခြင်းကိုနေအလေးပေးထားတာတွေ့ရပါလေ အဲ့တော့ယနေ့ယုံကြည်သူများဟာယနေ့ယုံကြည်တယ်ဆိုုံနဲ့ဒီတိုင်းနေဖို့မဟုတ်ပါဘူးကျေတော့လက်တွေ့ likes ရှောက်လှုပ်ဆောင်မှုရံဖြစ်တယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်လှုပ်ဆောင်တဲ့အခါမှာယနေ့မရှိစင်ရဲသားများကိုကူညီမဆခြင်းဖြားနာတော့သူများကိုစေကူတာပေးခြင်းထောင်ထဲမှာရှိတော့သူများကိုယနေ့တွားရောက်ပြီးကူညီမဆခြင်းအာအဖို့အရှင်စီရှိတော့သူကအဖို့အစာပေးခြင်းအမျိုးမျိုးတော့ကျွန်တော်တို့ဒီလူတွေကိုပြုစုခြင်းဟာတခင်ကိုပြုစုခြင်းဖြစ်တဲ့အတွက်ကြောင့်မို့တနေ့တော့အခါမှာဒိုးအဖြစ်နဲ့ ခွဲထားခြင်းခံရပြီးတော့ကောင်းကင်နံကိုဝင်စားရမှာဖြစ်ပါလိမ့်မယ်။အဲ့တော့စိတ်ကိတော့ဖြစ်မယ်ဆိုရင်နဲ့စိတ်ကပါကိုပုံဆောင်နေရလိမ့်မယ်။ဆိုမကောင်းတော့သူသူတပားကိုမရှိရှိတော့သူတွေကိုချိုးအတကြီးတော့သူတွေဒီနေ့အာစင်ရတော့သူများကိုမထီမင်းမြင်ပြူတဲ့သူတွေလစ်လွေရှူထားတဲ့သူတွေထိုးထိုးတဲ့အားအားလုံးကတနေ့တော့ခါမှာဒီနေ့ငရေးသေးကိုတော့ချရမှာဖြစ်ပါလေဆွေးချောင်းကျွန်တော်တွေးရတာဖြစ်တယ် အဲ့တော့ယနေ့ကျွန်တော်ဒီမှာကြီးတဲ့အခါမှာအာတခင်ယေရှုကပါပြောတယ်လေဆိုရင်ဖခင်ကိုချစ်ခြင်းဒီလိုအပ်နေရသူများအားကိုယ်ရင်မဆာခြင်းပေးကမ်းလူတန်းခြင်းဖြစ်ပါလေထို့အရာတွေအပြည့်လက်ဖခင်ကိုချစ်ချောင်းကိုထင်ဟတ်စေရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွင်တင်ထားပါလေအဲ့တော့ညီကုန်းနေနဲ့ကျွန်တော်ပြောချင်တာကဒီအကြောင်းအရာဟာယနေ့လူအဖွဲ့အစည်းအတွင်းသာနာထောက်ထားမှုများနဲ့တာဝန်ယူမှု၏ အရေးပါမှုကိုဒီနေ့အလင်းပေးမိမောင်ထုတ်ပြနေခြင်းကဖြစ်ပါလေဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်မျှဝေချင်ပါတယ်အဲ့တော့ဒီနေ့သင်ဟာတိုးနေစိတ်ဒီနှမျိုးရတဲ့ပေးအမျိုးဖြစ်ချင်တယ်လေဒီနေ့ကိုယ်တိုင်လက်ရှိလောကမှာလက်ရှိလောကမှာအသက်ရှင်နေတဲ့အခါမှာလှုပ်ဆောင်ရမှာဖြစ်ပါလေအဲ့တော့သင်ယုံကြည်သူမှန်ရင်ဖရာသားမှန်ရင် ယနေ့အငင်ဆုံးတော်သူများကိုကြည့်ရှုပြုစုတော်သူဖြစ်ရင်တနေ့တော့အခါတိုးနေစိတ်ခွဲတဲ့အခါမှာတင်ဟာသူအဖြစ်နဲ့အာခွဲထုတ်ထားခြင်းခံရမှာဖြစ်ပါလေယနေ့တင်ဟာသူခေတ္တမလုံဆောင်ဘူးပြုစုခြင်းမရှိဘူးဆိုရင်တော့စိတ်အဖြစ်ခွဲခြားခြင်းခံရပြီးတော့နောက်ဆုံးမရေသေးလို့အော်ဆုံးပြခြင်းကိုခံရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်အနေနဲ့အိမရအောင်နဲ့တည်တည်ခံဝေမျှလိုက်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ အဲ့တော့တင်ဟာတို့ဖြစ်ရှင်သလားစိတ်ဖြစ်ရှင်သလားဒီနေ့တင်ကိုယ်တိုင်လှုပ်ဆောင်ရမှာဖြစ်ပါလိမ့်